ေကျွမ်းဝချမ်းသာဖို့ရအတွက်ကြိုးစားဖို့ဒါလည်းလိုအပ်တယ်ပေါ့နော်။တံဝေရတရားကြီးပဲဖြစ်ပြီးတော့စိတ်ဓာတ်ကြီးလည်းခဏခဏမဝင်နဲ့အောင်ပေါ့။စီပွားလေးလည်းလောရမှာပဲဖြစ်တယ်။စီပွားလောက်တာကိုအပြစ်လို့မပြောဘူးမြတ်စွာဘုရားကိုယ်တိုင်ကအေးမင်းတို့လူဖြစ်လာလို့ရှိရင် မျက်စိနှလုံးရှိရမယ်တဲ့မျက်စိတလုံးကဘာလို့ဆိုရင် စီးပွားရှာရတဲ့မျက်စိနောက်မျက်စိတလုံးကဘာလို့ဆိုရင် ကိုချင်းတရားမျက်စိဒီနှစ်ခုပြည့်စုံပြီးလူပွားနော်ယောက်ျားဘုရားကစီးပွားရှာတာကအနှစ်သာရမဟုတ်သေးဘူးအနှစ်သာရကကိုချင်းတရားမှာဆိုနှစ်ခုစလုံးရစေချင်စီးပွားပဲရှာပြီးတော့ကိုချင်းတရားပြက်ပြားနေမယ်ဆိုရင်အနှစ်သာရဘာမှမရနိုင်ဘူးဒါကြောင့်မို့နှစ်ဖက်စလုံးရအောင်အမြင်နှမျိုးနဲ့ လုံးဝမယ်ဖက်ဆောင်ကြိုးစားရမယ်ဆိုတော့ I'm for economies economy နဲ့ပတ်သက်လာတယ်စီးပွားဥစ္စာပေါ်မှာလည်းမျက်စိရှိရ I'm for morality morality နဲ့ပတ်သက်တဲ့မျက်စိလည်းရှိရနှစ်ခုအဲ့ဒါမှလူ့ဘဝမှာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတာเนาะအဲ့ဒီမျက်စိနှလုံးမပါဘူးဆိုရင်ပဂတိမျက်စိနှလုံး မရှိတဲ့လူကိုမျက်မမြင်လို့ခေါ်ကြတယ်မျက်မမြင်သူခံဆိုပြီးခေါ်ကြတယ်တလုံးပြည့်နေလို့ရှိရင်လည်းဒုက္ခိတလို့ပြောတယ်ကိုကျင်တရားပြက်ပြီးစီပေါင်းစားတမျိုးနဲ့ရှာလို့ရှိရင် တလုံးပြည့်နေတာ ਨੇ တူတူပဲဟောနှလုံးစလုံးပြည့်စုံအောင်ကြိုးစားဖို့မြတ်စွာဘုရားကိုယ်တိုင်ကခေါ်တာတချို့ကလည်းအတွေးလွဲတယ်စီပေါင်းရှာတာပဲငရေကြည့်တယ်လို့လူတွေးကြတယ်စီပေါင်းရှာတာဟုတ်တချို့ကလောဘဖြစ်တယ်လို့ရှာတယ် လောဘဆိုတာစီးပွားရှာရှာမရှာရှာဖြစ်နေမှာပုထုဇဉ်ဆိုတာလောဘတော့ရှိစီးပွားဥစ္စာရှာတာစီးပွားဥစ္စာဖြစ်တာလောဘကြောင့်ဖြစ်တယ်ဆိုပြီးလောဘသွားပြီးတော့ချီးမွမ်းနေမချီးမွမ်းနဲ့ economy ဆိုတာလောဘမဟုတ်ဘူးပညာစီးပွားရှာတတ်တာကပညာကျိုးစားတာကဝီရိယလောကလူတွေချမ်းသာကြွယ်ဝတယ်ဆိုတာကံရဲ့အထောက်အကူပေါ်မှာ ကြည့်ပြီးတော့ ပညာနဲ့ဝီရိယအသုံးချလို့ချမ်းသာတာဟာဒါပေမဲ့တချို့လူတွေကလောဘကြောင့်ချမ်းသာတယ်လို့ထင်တာလောဘကြောင့်ကတော့မချမ်းသာဘူးလောဘကြောင့်ဆိုရင်သခိုးတပြားပဲဖြစ်မယ်လောဘကသူများပစ္စည်းရကြနာပဲရှိတယ်လေသူရှာရတာမှမဟုတ်တာဘူးအဲ့ဒါကြံ့ကြံ့ဖမှန်ကြောက်တဲ့လူကရှိသေးတယ်စီးပွားရှာလို့ရှိရင်လောဘလောဘနဲ့စီးပွားရှာတော့မှငြေကြီးတယ်လို့ထင်သေးတယ်မကြီးပါဘူး ဥရုဇဉ်ဆိုတာတော့အကုသိုလ်တော့ရှိတာအကုသိုလ်ရှိတိုင်းရဲကြတယ်လို့မှမဟုတ်တာဒါမို့အကုသိုလ်ခွဲတဲ့ပါယကပ္ပဏိယအပေချတဲ့အကုသိုလ်ကတမျိုးအနပါယကပ္ပဏိယအပေမချတဲ့အကုသိုလ်ကတမျိုးအပေကိုကျစေနိုင်တဲ့အကုသိုလ်ကမှဘယ်ကိုချတာနော်ခန္ဓာလိုသူများတတ်တယ်တတ်တယ်သူများဥစ္စာခိုးတယ်ဆိုတာတွေကျတော့အပေချစေနိုင်ငါးပါးတိကလုံလို့ရှိရင်ပေချဖို့မရှိဘူးပေါ့နော် လောဘရှိုံနဲ့တော့ပယ်မကြဘူးစိဘဥစ္စာရှာတယ်ရလာတဲ့စိဘဥစ္စာကကုသိုလ်ကောင်းမှုလုံးလိုက်မယ်ဆိုလို့ရှိရင်ဓာတ်ပြေတောင်ရောက်သွားလိမ့်ဦးမယ်เนาะ